ရာကိလိုင်လူဘဝစိတ်ချမ်းသာ စကိုင်းဒေးလေးကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇင်ပေါင်းလို့ရှိဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့နဝမအကျိမြောင်မိဘဂျေဇူးဆက်စူပေါင်းရှင်ပြူးနေတိလာရှင်ဝေအလူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှမ်းတိုင်းဒေသကြီးပစွန်တောင်မြို့နယ်ရွှေဖုံးဘိဖရားဝင်ပုံညာဝေတနာတိုက်ကြောင်းမှာဒေါက်တာအရှင်သာသနာဦးစီးပြီးနဝမအကျိမြောင်မိဘဂျေဇူးဆက် စုပေါင်းရှင်ပြူနေတိလရှင်ဝေအလူတော်မင်္ဂလာအခမ်းအနားကိုတော့ဒီကနေ့မတ်လ29ရက်နနက်၈နာရီကရန်ကုန်တိုင်းဒေသကြီးပဇွန်တောင်မြို့နယ်ရွှေဖုံးမြို့ဖရာဝင်းရှိသာသနာဇော်တိကဓမ္မယုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါရွှေဖုံးမြို့ဇေယီတော်ဗနာတော်ဒင်းကောဘကအဖွဲ့ရဲ့ကုညီဆောင်မမှုနဲ့တပည့်ဒါယကဒါယကမများနဲ့စုပေါင်းကရှင်သာမနေနဲ့ သီလရှင်ဝေအလူတော်ကိုမတီအလူရှင်များဖြစ်ကြတယ်။ဂျေဇူးရှင်ဖခင်ကြီးဥထုံးကြီးရဲ့86နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ်ဥထုံးကြီးနဲ့ဒေါခင်လေးတမီးတော်ကြည်ကျုံမွန်ညီမဆူမွန်အေးမောင်ဆိုးတပ်ပိုင်းတို့မိသားစုကငွေကျပ်330လာဒူကွယ်လွန်သူဖခင်ကြီးဦးအေးကိုစိန်အား ရည်စူး၍မိခင်ကြီးဒေါ်အောင်နှင့်သာသမီ မြင်းမြင့်တစုကောင်းမှုငွေကျပ်23သိန်းကျေးဇူးရှင်မိဘများဖြစ်ကြတဲ့ဦးစိန်ထွန်းနဲ့ဒေါခင်စောရင် အမတော်မြင့်မြင့်တန်းတို့အားရည်စူးပြီးဒေါခင်ဝင် သာမောင်ဖြိုးတက်ကျော်မိသားစုကငွေကျပ်23သိန်းကွယ်လွန်သူမိဘဘိုးဘွားဆွေမျိုးများအားရည်စူး၍မိခင်ကြီးဒေါ်ရင်ရင်နှုအားအမှုထားပြီး တမီဒေါ်စုစုလက်စင်ကာပူငွေကျပ်၁၀သိန်းတို့ကိုစူပေါင်းမတီလူရန်ကသာသမီများရဲ့ရှင်သာမဏေအဖြစ်နဲ့သာသနာနယ်ဝင်တိလားရှင်အဖြစ်သို့သူသွင်းချင်းမြောက်ခြင်းအလူတော်မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဒီကနေ့နနက်၈နာရီမှာတော့ဆရာတော်ဒေါက်တာသာသနာမဦးစည်းကရှင်သာမဏေနဲ့တိလားရှင်များအားစံချခြင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ်၃နာရီမှာတော့ကိုရင်လေးများအားသင်္ကန်းအပ်ခြင်းသင်္ကန်းတောင်းခြင်းတာမဏေအဖြစ်တောင်းပန်ခြင်းဆေဘာသီလစောက်တည်ခြင်းမင်္ဂလာအခမ်းအနားတို့ကိုဗဒန္နဓမ္မတုခဆရာတော်ဖရာမဦးဆောင်ကကျင့်ပပြုလုပ်ပေးခဲ့ပြီးတဆက်ထဲမှာပင်သီလရှင်ဆရာလေးများမှဆရာတော်ဒေါက်တာသာသနာထံ၈ပါးသီလခံယူစောက်တည်ခဲ့ကြပါတယ်။ ။အဲဒီနောက်မှာတော့ကိုရင်တီလာရှင်စုစုပေါင်းတရနှစ်ပါးကို အလူရှင်များကတင်စင်းလောင်းလူခဲ့ကြပြီ။ဘုရားဘာသာအမွေကျွန်းလင်းနိုင်ပါစေ။ရှင်တော်ပြားတော်ကြားရတဲ့သာသနာအမွေတရားရက်ကုန် Manarei.